မင်္ဂလာပါကိုရဲ့ဖုန်းထဲမှာရှိတဲ့ Gmail account password မသိတော့ရင်မမှတ်မိတော့ရင်အစ်စ်ပြန်ချင်းယူတဲ့ဤလိုင်းကိုပြုတ်ပြပေးမှဖြစ်ပါတယ် Gmail ထဲကိုဝင်သွားလိုက်ပါ profile icon လေးထုတ်နေလိုက်ပါ Okay ဒီထဲမှာကို password မမှတ်မိတော့တဲ့ Gmail account ကိုရွေးချယ်လိုက်ပါပြီးတော့တော့ Google account ထဲကိုနှိပ်ပြီးတော့ဝင်သွားလိုက်ပါ security ထဲကိုနှိပ်ပြီးတော့ဝင်လိုက်ပါအောက်ဖက်ကိုဆင်းသွားလိုက်မယ် Okay, password မှာနှိပ်ပြီးတော့ဝင်သွားလိုက်ပါ Okay, ra solution တော့ဒီနေရာမှာ new password ဆိုပြီးတော့အခုလိုပေါ်လာမှာဖြစ်ပါတယ်ကျွန်တော်တို့ဒီ Gmail account နဲ့အတုံးပြုမဲ့ password အတိတ်ကိုဒီနေရာမှာရိုက်ထည့်ပေးလိုက်ပါအပေါ်မှာရိုက်ထည့်တဲ့ password ကိုအောက်မှာကျွန်တော်ပြန်ပြီးတော့ရိုက်ထည့်ပေးလိုက်ပါ ကဲပြီးွားဆိုလို့ရှိရင်တော့ကျွန်တော်တို့ chain password ကိုနှိပ်ပေးလိုက်ပါ chain password ကိုထပ်ပြီးတော့နှိပ်ပေးလိုက်ပါကဲဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ရဲ့ password chain သွားဖြစ်ပါတယ်ဗောနော password အစ်စ်ကိုကျွန်တော်ပြောင်းလိုက်ပြီးပဲဖြစ်ပါတယ်